ရှိလာတော့ကတရက်သေးကြောက်ကြောလေးလှူစားတာကလေးတွေအားလုံးကြိုက်ကြတာမလို့ကျွန်တော်တို့ထပ်ပြီးတော့လှုပ်ကြွေးခိုင်းနေကြပါတယ်။ကြောက်ကြောလေးလှုပ်ပြီးတော့ရေခဲတက်တာတွေထည့်သိင်းကဖြည်းဖြည်းချင်းထုတ်စားလို့ရပါတယ်။တရက်သေးကချိုးချင်းလေးနဲ့ဗီတာမင် C လေးပြည့်ဝပြီးတော့တရက်သေးကြောက်ကြောကတော့အရန်စားကောင်းပါတယ်။ဒီနေ့လူချင်းမင်းတို့ကိုလုံနီးလေးမျှဝေပေးမှာဖြစ်ပါတယ်။ရေစုံတရက်သေးတွေကိုရေးစေးပြီးတော့အခွန်နွားကအတုံးသေးလေးလီးပေးမယ်။နွားနို့900ဂရမ်၊တကြား90ဂရမ်ထည့်ပြီးတော့မီးအေးလေးနဲ့ကြိုးပေးမယ်။နွားနို့ကအာဟာရရှိပြီးတော့အရသာလည်းရှိပါတယ်။ ။တရသည်ထည့်ပြီးတော့ကြောက်ကြောမုတ်ထဲကတေချာလေးမှုပေးမိ။မီးရင်းနဲ့ကြိုပေးလိုက်မယ်ဆိုရင်တော့ပကံများတဲ့လောင်းထည့်ပြီးအေးခံမိ။မီးလေးနဲ့ကြိုပေးပြီးရင်တော့ပကံများတဲ့လောင်းထည့်ပြီးတော့အေးခံမိ။အေးခံလို့ခဲသွားပြီးတော့အတုံးလေးတွေဖြစ်သွားပြီးဆိုရင်တော့ဓာလေးနဲ့အနေတော်လေးလှီးပြီးတော့စားလို့ရပါပြီ။တတိကြောက်ကြောလေးကအေးလေးနဲ့စားလို့ကောင်းတာမလို့အိမ်မှာလှုပ်ရှားတိုင်းကလေးရမ်းကြိုက်ကြတာမလို့စားလို့မဝကြပါဘူးအဓိကတော့အိမ်မှာလှုပ်ရှားတာမလို့ကျမကြီးနဲ့ညီညွတ်ပြီးတော့တန်ရှင်းပါလေလူကြီးမင်းတို့လည်းကြိုင်းနေတတ်တယ်ဆိုရင်တော့လိုက်ပြီးတော့လှုပ်ရှားကြည့်ကြပါအောင်နော် ငါ့ကိုပေါင်းမဲစားမနေပါနဲ့ကျွန်တော်လူမျိုးငါးကျော်မှုမှုလေးကြော်စားကြည့်ကြပါအောင်ဗျကလေးရောလူကြီးရောကြိုက်ကြပြီးတော့ပေါင်းစားတာထက်အစတရာပိုစားကောင်းပါလိမ့်အကြီးကိုနော်ထားတဲ့ငါ့ကိုအနေတော်အတုံးလေးလီးပေးမယ်ကော်မုန်းနဲ့ရေးထည့်ပြီးတော့တေချာလေးစေးကြောတန့်စင်ပေးမယ်အဲ့လိုစေးပြီးတော့ငါးညီနက်နေလုံးဝပျောက်သွားပါလိမ့်ရေးလေးတေချာတုပ်ပေးမယ်ဘဲငယ်များရဲ့အကျေခယူစီစားတကြငေကောင်းမှုဘဲစီထည့်နေပြီးတော့မိနစ်20လောက်နှက်ပေးထားမယ်မနက်ခင်းမှာကော်မုန်းထည့်ပြီးတော့နေမယ်အနံ့မွေးအောင်လို့ကြက်သွင်းမယ်ဂျင်းစီသက်ပေးရပါမယ် ရွှေဝါအောင်ပြောင်းရင်ဖယ်ထုတ်လိုက်ပြီးတော့နှက်ထားတဲ့ငါးတွေကိုထည့်ကြုံမိမီးလေးနဲ့နှစ်ဖက်လုံးရွှေဝါအောင်ပြောင်းတဲ့အထိကြော်ပေးပြီးတော့ဖယ်ထားတဲ့ကြက်သွုံမိဂျင်းုံပြန်ထည့်မိဘင်းငယ်များရဲ့အကျဲဆန်းပြီးတော့အဖုံးကနှစ်မိနစ်လောက်နှက်ထားပေးလိုက်မိဆိုရင်တော့စားလို့ရပါပြီသမီးလေးရမ်းမိနာမလို့လူချင်းမင်းတို့လည်းကြိုက်နေတတ်တယ်ဆိုရင်တော့လိုက်ပြီးတော့လှူစားကြည့်ကြပါအောင်နော်ကလေးရဲ့အကြောင်းမေးရကြက်တော်မှန်စားခြင်းနေဆိုရင်ကူလာနဲ့ပဲကြော်ကျွေးမနေပါနဲ့ဒီနေ့မှာတော့ကြော်စားနေတဲ့ကလေးကိုမျှဝေပေးမှဖြစ်ပါတယ်ကြွကြွရွာလေးနဲ့တလုတ်ကိုကြက်တော်မှန်တစ်ချောင်းမလို့စားရတာတော့မှမရက်ချင်ပါဘူး ကျတော်မန်တွေကိုဓာလေးနဲ့မွန်းထားမယ်ကျတော်မေဂျင်းဟင်းချဝိုင်းပင်းငယ်မြရဲ့အကျဲခ ्यू စီထည့်မယ်စားလို့ကောင်းမှုကတော့ဒီအကျော်မုံလေးတထုပ်ထည့်ပြီးတော့တေချာလေးနေမယ်တရားတော်ဝင်ရောက်လို့မိနစ်30နှက်ထားမယ်တခွားသီးလေးလည်းပပလီထားမယ်ကျွန်တော်ဟင်းချက်နီးတွေကိုအများကြီးမျှဝေပေးနေရမလို့ဗီဒီယိုလေးကိုကြည့်ပြီးရင်အသေးလေးပေးသွားပြီးအားပေးသွားကြပါအောင်နော်အားလုံးကျေးဇူးတင်ပါတယ်နှစ်ထားရဲ့ကျသားလေးကိုကျဲဦးနစ်နဲ့ကော်မုံထည့်ပြီးတော့တေချာလေးနေပြီးမယ်စီဘူးလေးကိုကျသားရဲ့ထည့်ပြီးတော့မီအီနဲ့ကျော်ပြီးမယ် ကျတော်မန်နေရွှေဝောင်လေးပြောင်းလာပြီဆိုရင်တော့အိုးရိုင်ထုတ်လို့ရပါပြီ။တခါလုံးကျတော်မန်ကျိုးအနံ့လေးသိနေပြီးတော့ကလေးတွေကလည်းရမ်းကြိုက်ကြပါရီ။လူကြီးမင်းတို့လည်းအိမ်ရကလေးတွေကိုလိုက်လို့ကြွေးကြည့်ကြပါအောင်နော်။လူကြီးမင်းတို့တေချာလေးကြည့်ပါ။ကျွန်တော်ရဲ့သားသုံးအောင်စလုံးចောင်းပိရဲ့အိမ်ပြန်လာတိုင်းအသားအိမ်ပဲချက်ခိုင်းကြပါရီ။ဒီနေ့တော့လူကြီးမင်းတို့ကိုဝတ်သားကြုံရဲ့တလေးကိုမျှဝေပြီးမှဖြစ်ပါရီ။ဟိုဒီမှာဆိုရင်တပွဲကိုအရန်စည်းကြည့်ပြီးတော့အိမ်မှာချက်ဆိုင်တော့နည်းနည်းပဲကြပါရီ။ဟင်းကြီးများတဲ့ကလေးတွေတော့မှကြိုက်နေသက်တာမလို့လိုက်ပြီးတော့လှူစားကြည့်ကြပါအောင်နော်။ ရေစုံဝတ်သားတွေကိုအရသာဝင်လွှဲအောင်လို့အတုံးလေးတုံးပြီးမယ်။အာဟာရပြည့်အောင်လို့မှုနဲ့ပဲသီးစိမ့်လို့လည်းထည့်မယ်။ရှင်ရွေးရဲ့စားနဲ့စီထည့်မယ်။အလို့ဆိုရင်တော့အရသာတွေရေထဲမရောက်သွားတော့ပါဘူး။ပဲသီးကိုသုံးမိနစ်လောက်ပြုတ်ပြီးတော့ဆဲထားမယ်။ဝဒါလေးကိုဂျင်းကြက်တုံမိန်ဟင်းချက်ဝိုင်းပဲငံ့မြိုင်အကျေး QC ထည့်နေပြီးတော့အရသာဝင်အောင်9မိနစ်လောက်နှက်ထားပါမယ်ကြက်တုံမိန်ဂျင်းဘက်တွေပေးပြီးတော့ကျဲဦးနဲ့နဲ့ကော်မုတ်ထည့်နေမယ်အဲ့လိုဆိုရင် စားလိုက်ရင်အသားလေးကကျွတ်ကျွတ်ရွာလေးဖြစ်နေမှာပါစီပူရောက်ထည့်ပြီးတော့မီးအေးလေးနဲ့ကြက်တဲ့အထိကြော်ပေးရပါမယ် ကျွန်တော်ဟင်းချက်နီးတွေကိုအများကြီးမျှဝေပေးနေရမလို့ဗီဒီယိုလေးကိုကြည့်ပြီးအသေးလေးပေးသွားပြီးတော့အားပေးသွားကြပါအောင်နော်အားလုံးကျေးဇူးတင်ပါတယ်မိုးထည့်ပြီးတော့မီးရီလေးနဲ့ကြော်မယ်မိုးလေးကအရေထွက်လာပြီးတော့ဝါသားရဲ့အရသာဝင်တဲ့အထိကြော်ပေးရပါမယ်မိုးလေးရက်ပြီးဆိုရင်တော့ပြုတ်ထားတဲ့ပဲဒီကိုထည့်ကြော်မယ်အရသာအတွက်စက်သွန်မြူစက်သားမိုးလေးထည့်ပြီးတော့တေချာလေးမှုကြော်ပေးမယ်အရသာကောင်းတာမလို့ကလေးရောလူကြီးရောစိတ်ချလက်ချစားနိုင်ပါတယ်မီးပြင်းလေးနဲ့အရေလေးစိတ်ဝင်တဲ့အထိမှုကြော်ပေးလိုက်ရပါပြီ ဝဒါကျွတ်ကျွတ်လေးကိုမှုပဲသည့်အရသာလေးရင်ဆိုတော့အရန်စားကောင်းပြီးတော့ထမင်းမိန်ပါလေလူချင်းမင်းတို့လည်းကြိုင်းနေတတ်တယ်ဆိုရင်တော့အိမ်ကလူတွေကိုလှုပ်ကြွေးကြည့်ကြပါအောင်နော်လူချင်းမင်းတို့ပြောပြပါမယ်ကျက်စရောက်တွေအိမ်ပြန်ဝင်လာရင်ကျွန်တော်လူမျိုးကျက်စရောက်တံမြာလေးလှူစားကြည့်ကြပါချိန်ဆက်ရတာလေးနဲ့လုံနည်းရလဲလွယ်ကူပါရယ်ရင်းဆုံးကျက်စရောက်ခြေသေးတွေကိုဖြတ်လိုက်မယ်အလဲရနေဖြတ်မယ်ကျက်စရောက်တွေကိုရေထဲကိုထည့်ပြုံးမယ်ဂျင်းဟင်းချက်ဝိုင်းထည့်ပြုတ်ပြီးတော့၁၈မိနစ်လောက်နေရင်ဆဲပေးပြီးတော့ စားရင်ထုတ်ထုတ်ထုတ်လေးဖြစ်အောင်လို့ရေအေးစိမ့်လိုက်ပါမယ်။ရေအေးစိမ့်ပြီးတော့ပကံနဲ့ဥထင်ကစက်သွင်ပြူငရုတ်သီးစိမ့်။တမ်းမြသည်နနံမင်းစက်စရောက်ချင်းဆက်အနှစ်ထုတ်ထည့်ပြီးတော့လက်လေးနဲ့တေးချာနှံ့အောင်နေမယ်။နေပြီးတော့အရသာဝင်သွားအောင်လို့တနားရီလောက်နှက်ထားပါမယ်။ချင်းဆက်ကြိုက်တဲ့သူတွေအတွက်ကတော့အသေးစွဲတော့မှာပါ။ဟိုတယ်မှာရောင်းတာထက်ပိုစားကောင်းပြီးတော့ကြိုက်နေတဲ့တည်းဆိုရင်တော့လှူစားကြည့်ကြပါအောင်နော်။